ကြောညာဆိုတာ client ကို service ပေးရတဲ့အလုပ်ပဲပေါ့အဲ့ထဲမှာမှကိုယ့်ရဲ့အမှုပညာကိုဖန်တီးပြီးထည့်ရတာဖန်တီးပြီးထည့်ရတဲ့အကြောင်းရင်းကလည်းပြိဿကိုကြည့်စေချင်လို့အဲ့တော့ပြိဿဘလို့ကြိုက်မလဲဆိုတော့တွေးပြီးတော့ဖန်တီးရတော့အမှ passionate ဖြစ်တယ် creator လုပ်မယ်ဆိုပြီးတော့ဒီလောကတွေဝင်လာတော့မဟုတ်ဘူး passion ဆိုတာအမတ်အတွက်ဘယ်လိုခံယူ just ထားလဲဆိုတော့အဲ့အရာတွေတခုကိုလုပ်နေရရင်ပျော်တာပေါ့ပြီးတော့ဘယ်တော့မှမရက်တန်သွားဘူးပေါ့ ဒီ driving လောက်ကို passionate စဖြစ်ခဲ့တာ2019လောက်တုန်းကအမမကင်မရာရှိတာပဲကင်မရာလေးနဲ့အမ online မှာမင်းမီတချို့နဲ့အမခင်တယ်သူတို့အမ message တော့ပို့ပြီးတော့ down down မှာဓာတ်ပုံထွက်ရရမလားဆိုပြီးတော့အဲ့မှာဓာတ်ပုံဆိုင်ရိုက်ဖြစ်တယ်အဲ့ဒီဓာတ်ပုံရိုက်နေရင်းနဲ့အမဗီဒီယိုဘက်ကိုအမအရန်အာတန်တာအဲ့မှာတဲကဗီဒီယိုခံနေရတော့အမ passionate အရန်ဖြစ်နေပြီကြောညာဆိုတာ client ကို service ပေးရတဲ့အလုပ်ပဲပေါ့အဲ့ထဲမှာမှာကိုယ့်ရဲ့အနုပညာကိုဖန်တီးပြီးရထည့်ရတာ ဖန်တီးပြီးထည့်ရတဲ့အကြောင်းရင်းအားလည်းပြိသက်ကိုကြည့်စေချင်လို့အဲ့တော့ပြိသက်ဘလို့ကြိုက်မလဲဆိုတော့တွေးပြီးတော့ဖန်တီးရတော့အမဖက်ရှင်နေဖြစ်တယ်အမ2019လောက်တုန်းကအမ အားနေမျိုးရဲကိုသွားပြီး location scout တဲ့အမအမြင်လုပ်တယ်မသွားတဲ့နေမရှိဘူးဓာတ်ပုံမြိုက်တဲ့နေမရှိဘူးအမ location scout တဲ့လုပ်ပြီးတော့အမ online မှာ hashtag နဲ့ location မမေးကြီးဆိုပြီးတော့အမ location အစမ်းလေးအမအမြင်တင်တယ်ပေါ့နော်အဲ့ဒီအချိန်မှာပုံအောင်မြင်ကအမကိုသူ့ရဲ့ဒီ Maybelline ကြော်ညာတစ်ခုအတွက်အမကို location manager လုပ်ပေးနိုင်မလားဆိုပြီးတော့လာပြောတဲ့အခါမှာအမရမ်းပျော်သွား live walk ကမှာတော့ငါအမမြန်မာနိုင်ငံဘက်က AD နေနဲ့အမအတာဝန်ယူပေးရတာပေါ့နော်အဲ management ပိုင်းရယ် casting ပိုင်းရောအမအဓိကတာဝန်ယူပေးရတာနှစ်လစတိုင်အလုပ်လုပ်တာတတိယမှာနားရက်မရှိဘူးပေါ့နော်ငယ်လေးတွေကကြော်ညာခွေရှိရပေါ့နော်ကြော်ညာခွေဆိုရင်ကြော်ညာပဲထိုင်ရှိတာငယ်တုန်းတည်းကသူများတွေကအားကစားလုပ်ချင်တယ်ဆရာရင်ဖြစ်ချင်တယ်အရင်ညီအစ်ကိုဖြစ်ချင်တယ်အမအဲ့ဒီဝါသနာအမဘာမှမရှိဘူးအမကြော်ညာပဲထိုင်ရှိတာ ကြီးလာတဲ့အခါမှာကြာတော့လဲ editing ကိုအမကမကျွမ်းကျင်သေးတော့ editing လုပ်ချင်တော့ကိုရီးယားကားကြီး download ဆွဲတယ်ပြီးတော့တခြင်းနေနဲ့ဆက်တယ်အမင်းသားစကားပြောတဲ့နေရာမှာအမရဲ့စကားအတန်ထည့်တယ်မင်းသမီးရဲ့စကားအတန်ထည့်တယ်အဲ့လိုမျိုးနေနဲ့အမ dialogue flow တွေအမအမဟိုအတားအမ premium ပေးရမှာအဲ့တော့အမ premium ပေးနိုင်အောင် အတားတုံးကိုညီအောင်အမကျင်တယ်ဆိုတော့အမအဲ့ဒီ drive တဲ့ပတ်နဲ့ပတ်သက်ပြီးတော့အမဘရောမလိလာတာအမမရက်ခဲ့ဘူးအခုချိန်ထိပဲပေါ့နော် အဲ emotional support ဆိုရင်တော့အမေပေါ့အမေကတော့အမရဲ့အချင်းမဆုံးတောက်တိုင်တစ်ခုပေါ့ဒီနေ့ဒီချိန်ထိအမအခုလိုမျိုးအလုပ်ကိုအေးအေးဆေးဆေးနဲ့အာစိတ်ပူကြောင်မလို့ပဲနဲ့လုပ်နေတာအမေကြောင်ပေါ့နော် နောက်ထပ်တစ်ခုကတော့အမရဲ့ team ပေါ့အမရဲ့ production မှာတူတူလုပ်နေတဲ့အမရဲ့ camera department and production design department နဲ့ဒီ AD နဲ့ live producer တွေပေါ့ဒါအမရဲ့အတီအချင်းမဆုံးချစ်ဆုံးနေပဲ Hehehehe အမရဲ့ signature အမမြန်မာဆန်နဲ့အမြန်မာမှုပါတယ်ပြီးတော့အကပါတယ်နောက်ဆုံးဟိုနောက်ဆုံးမြဲရဲပါတဲ့ຢာတခုကအမအခွင့်ရေးရခဲ့ရယ်ပေါ့နော်ဒီ script ထဲမှာတကားလေးဖွင့်ပြီးတော့သွားတာအမအငဲထဲဘာဖြစ်လဲဆိုတော့တကားတခုဖွင့်လိုက်ရင်ပိုကောင်းတဲ့အခွင့်အလမ်းတခုကကိုယ့်ငဲဆောင်နေရယ်ဆိုတော့အမရဲ့ signature လေးကိုအမအငဲထဲဆိုတော့ဒီတကားဖွင့်မယ်နောက်တကားဆက်ဖွင့်မယ်တကားရဲ့တကားရဲ့ကောင်းသောတကားတွေပဲအမဆက်ဖွင့်နေမယ်ဆိုပြီးတော့ never stop ပေါ့နော်အဲ့ဒါလေးတော့မှထည့်မျိုးသမီးအနေနဲ့ဒီ industry ရဲ့မှာမျိုးသမီးတွေရဲ့ဒီတကူရေးအမြင်အတွေးတွေနဲ့မတူညီတဲ့ mood တွေကိုကြော်ညာတွေရုပ်ရှင်တွေအများကြီးအနေနဲ့ပြန်ဖြတ်ပြီးတော့ဖြစ်လာစေချင်တယ် ဆိုင်ကော့စမက်တစ်ကနေအကြောင်းတကြောင်းစီအကွေးနေကိုရွေးပြီးကြော်ညာလေးရိုက်မယ်ဆိုတော့အပျော်ရမ်းအနေနဲ့ပဲပါဝင်ဖြစ်ခဲ့တာပေါ့နော်အဲ့ဒီကနေတစ်ဆင့်နောက်ထပ်တစ်ဆင့်ထပ်ထပ်ပြီးတော့ music video လေးရိုက်ကူးခွင့်ရခဲ့တယ်ပေါ့နော်